NASA ကနဲ့ Arecca တက်တော် AA တို့ဆွေးနွေးပွဲဖြစ်မြောက်လာရင် AA ဟာဘွာကိုကန်တို့ထပ်ပုံမမြင်မတဲ့တောင်းဆိုချက်တွေတောင်းလာနိုင်တယ်လို့ NCA ထိုးထားတဲ့ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO SAS ကဥက္ကဋ္ဌဘုံမူကြီးခွန်ကာက CNI သတင်းဌာနကိုပြောပါရယ်အဓိကအနေနဲ့ရခိုင်ပြည်နယ်ကိုရခိုင်အစိုးရကအုပ်ချုပ်မယ်ဆိုတဲ့သဘောထားမျိုးတောင်းလာနိုင်တယ်လို့သူကပြောပါရယ်ဆွေးနွေးပွဲဖြစ်နေတာကတော့ ဟိုကတော့ကိုကန်တို့တောင်းလိုက်တော့ပိုခမင်းမြင့်တောင်းလိုက်တယ်တဲ့သူကရခိုင်ပြည်နယ်ရှိပြီးသားတော့ရခိုင်ပြည်နယ်ရဲ့ဟိုဟောရလုတ်ပိုင်ွယ်အနာရီနောက်ပြီးတော့ပြည်နယ်အဆင့်တန်းနေသူလည်းလည်းပိုတောင်းနိုင်တဲ့သဘောတော့ရှိတာပေါ့။ဘာကြောင့်လဲဆိုတော့သူနယ်မြေရတာပြီးသားတော့ရခိုင်မှာရှိတဲ့တရားသာတာခွဲဝေတဲ့နေရာမှာရခိုင်ပြည်နယ်ကို90ရခိုင်တော့နောက်ဘိုးဆိုးရ300ခိုင်တော့ယူဖို့စသဖြင့်ပေါ့အဲ့ဒီကိစ္စတွေပါဆွေးနွေးနိုင်တဲ့အခြေအနေရောက်သွားတာပေါ့။အဲ့ဒီမှာဆွေးနွေးလို့နိုင်ငံရေးရောဟိုဘန္ဒာရေးရ ရာရောအဘောတူတယ်ဆိုရင်တော့သူရချင်းလဲရနိုင်တာပေါ့ဒါပေမဲ့သူကြားထားတဲ့ရခိုင်ဒီပါတော့ရှော့မပေးမပုံလို့မပေါ်ဘူးပေါ့ကွာသူကပြည်နယ်စစ်တမ်းရပြီးသားဖြစ်နေတော့ကိုပိုင်ကိုချွန်းခွင့်ဒီပါတယ်တော့မြင်ပြီးသားလေကအေးပြည်နယ်တဲမှာဟိုပဲကိုပိုင်အစိုးရဖွဲ့နိုင်တဲ့ပြည်နယ်ပေါ့ရခိုင်ပြည်နယ်ကိုရခိုင်အစိုးရအထုံးနေပါဗျာဒါပေမဲ့ပြည်တော်ညွန်းနေရတာတချို့နေရာမှာခွဲဝေမှာပေါ့ဒါပေမဲ့အဓိကတော့ရခိုင်အစိုးရအထုံးမယ်ဆိုတဲ့သဘောမျိုးလောက်တောင်းနိုင်တာပေါ့ one country two system ပေါ့ဗျာ ဝါတက်ဖွဲ့ UWS စီအား2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရှမ်းပြည်နယ်ရှိဟိုပန်မိုင်မော်ပန်ဝိုင်းနာဖန်မမန်နဲ့ပန်းခမ်းပန်ဆန်းမြို့နယ်6ခုကိုခရိုင်တစ်ခုဖွဲ့ကဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်သတ်မှတ်ပေးထားတဲ့နယ်မြေတွေကိုအုပ်ချုပ်လျက်ရှိပါတယ်။အဲဒီလိုပဲကိုကန့်တက်ဖွဲ့ MNDA ကတရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုနဲ့လာရှိုးမြို့ကိုမြန်မာတပ်မတော်ထံပြန်လည်လွှဲပြောင်းပေးခဲ့တဲ့နောက်ရှမ်းပြည်နယ်အတွင်းကလောက်ကိုင်းကုံချမ်းမြို့တို့ပါဝင်တဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုအုပ်ချုပ်လျက်ရှိပါတယ်။အေအေအနေနဲ့ဝါလူအနေထားကိုညှိနှိုင်းတက်မြင်မှုတစ်ခုမရှိရင်ရဖို့မလွယ်ကူကြောင်းရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်က CNN သတင်းဌာနကို ပြောပါရယ်။ဒီခိုင်းဒေတာရဲ့အနေထားဒီကနေ့ကရင်တွေ့တဲ့ moment အတိုင်းဖြစ်ဖို့ကရခိုင်တော့တော်နေတယ်ကဝါလို့ဖြစ်ဖို့အနေထားကတော့နေ့တိုင်းတိုင်ပင်မို့တခု မရှိသေးတဲ့ရဖို့ကမလွယ်ဘူးဆိုတဲ့အနေထားကိုပြောတာပေါ့။ဝါနဲ့ကမတူဘူး။ဝါဒီကနေ့ကတော့ရှိစစ်ကိုဆက်ဖို့တူတူတော့ 就做做家务，然后呢，就打打水龙，就那样做。如果自己不想做，我们每天给婴儿做一点吃的，做一点婴儿的尿不湿，洗脚，或者洗脚后给每天给婴儿洗脚，这样。然后洗脚后给他们洗脚，泡脚，然后把老公帮小朋友打一诺，弟弟就洗得蛮干净。 罗，我呢，就看人家买东西呀。你看啊，不是某家屋里呀，便宜便宜哦。那阿弟买东西啊，那边买那个特产，去哪里买啊？苏州。罗，古来西宁，他屋人家讲，西宁、瓦罗、这看的偏辣，那一节西木啊，那些鲁朗噶罗偏。伊人数呀不干罗，现在屋里呀被东北的看家罗，多阿布噶克气了。 လက်ရှိမှာအေရအေရဝတီတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာတခြားသောလက်နက်ကင်တွေနဲ့ပူးပေါင်းကာမြန်မာတပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။အေဟာအနိုင်ဆုံးအဆင့်အနေနဲ့ဝါလူကွန်ဖက်ဒရေးရှင်းအဆင့်ကိုရလုပြီးအမြင့်ဆုံးအနေနဲ့တီးခြားလွတ်လပ်တဲ့နယ်မြေထူထောင်ရေးရည်မှန်းချက်တွေရှိနေကြောင်းပြောကြားထားပါတယ်။လက်ရှိမှာအေရရခိုင်ပြည်နယ်ရှိတန်တွဲ၊ကွာ၊အန်၊မင်းပြား၊မြောက်ဦး၊မောင်တော်၊ရတိတောင်၊ဖူတီတောင်၊ကြောက်တော်၊ပုံနာကျွန်း၊မန်အောင်၊ပေါက်တော်၊တောင်ကုန်း၊မြေပုံစတဲ့ဒေသတွေကိုထိန်းချုပ်ထားပါတယ်။